89နှစ်မြောက်ပင်လုံစာချုပ်ချုပ်ဆိုခြင်းနှင့်အခမ်းအနားသို့ပေးပို့သည့်တဝန်လွာရက်စွဲ2024ခုနှစ်ဖေဖော်ဝါရီလ12ရက်အပိုက်တင်ယနေ့ကြရောက်သည့်89နှစ်မြောက်ပင်လုံစာချုပ်ချုပ်ဆိုခြင်းနှင့်အချိန်အခါသမယတွင်တိုင်းသားပြည်သူများအလုံးဘေးအန္တရာယ်အပေါင်းကင်းဝေးကြပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါသည်အပိုက်နှင့်မြန်မာနိုင်ငံ၏လွတ်လပ်ရေးလမ်းစကိုဖော်ဆောင်ပေးခဲ့သော တိုင်းသားစီလုံးညီညွတ်ရေးအတွက်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို 1948ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့ကြသည်မှာယနေ့တွင်89နှစ်မြောက်သို့ကြာရောက်ခဲ့ပြီဖြစ်ပါသည်ပင်လုံစာချုပ်သည်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက်သာမကတိုင်းဒေသစီလုံးညွှန်ရေးကိုလည်းဖော်ဆောင်ပေးနိုင်ခဲ့ပါသည်ထို့သောခေတ်ဆက်ဆက်စေုပ်စုများ၏အများအကျိုးမငယ်ပဲကိုကျိုးအတွက်သာကြည်သောလုပ်ရည်များကြောင့်နိုင်ငံတွင်းပြည်တွင်းစင်မီတောက်လောင်ခဲ့ရပြီးပင်လုံစာချုပ်၏ပေါင်းစည်းခြင်းစုစည်းခြင်းညွှန်ချင်းဟူသည့် နှစ်သာရများမှာမှေးမိန်ခဲ့ရပါသည်ပိုက်သုံးပြည်သူဆွေရလက်ထက်၌ပင်လုံစာချုပ်၏အနှစ်သာရများကိုပြန်လည်ဖော်ဆောင်နိုင်ရန်27ရာစုပင်လုံနှင့်ရင်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်၍ကျူးပန်းမှုများတွင်2008ဖွဲ့စည်းပုံအခြေခံဥပဒေသည်ကြီးမားသောအတားအဆီးတစ်ခုဖြင့်တည်ရှိနေခဲ့ကာရင်းဥပဒေအားပြင်ဆင်ရန်ကျူးပန်းခဲ့မှုများသည်လည်းဥပဒေပြုရေးတွင်တမရော၏ပါဝင်နေရယူထားမှုများကြောင့်မလွယ်ကူခဲ့ပေသို့သော် ရူဒေါ်လာရဲ့တိုင်းတိုင်းသားများ၏မြမမြေပေါ်တွင်ဆီယာနာရှင်စနစ်အားအမြင့်ပြည့်ချေမုံနိုင်ရေး2008ဖွဲ့စည်းပုံခြေကံဥပဒေအားဖျက်သိမ်းရေးနှင့် Federal Democracy နိုင်ငံတည်ဆောက်ရေးစသည့်တူညီသောဘုံဤမှန်ချက်ပန်းနိုင်များကိုပေါ်ပေါက်လာစေခဲ့ပြီးနိုင်ငံ၏အင်အားစုဒေါ်လာအင်အားစုနှင့်တိုင်းသားအင်အားစုများအားလုံးအတူတကွကြိုးပမ်းတိုက်ပွဲဆင်နွှဲမှုများကြောင့်2008ဖွဲ့စည်းပုံခြေကံဥပဒေကိုဖျက်သိမ်းခြင်း Federal Democracy ပြည်ညင်ထောက်ပြခြင်းညာခြင်းတို့ကိုဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါသည် ပိုင်လေးပင်လုံစာချုပ်နှင့်အတူပေါက်ဖွားလာခဲ့သည့်စီးလုံးညွညွမှုအစဉ်လာကိုနွေဦးဒေါ်လန်ရေးကဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီးတိုင်းသားပြည်သူလူထု၏စီးလုံးညွညွမှုအင်အားနှင့်စိတ်ဓာတ်အင်အားများကြောင့်ယနေ့အချိန်တွင်ဂျမ်ဘစီအုပ်စုသည်လက်နက်အင်အားသာလွန်ပါတော်လဲစိတ်ဓာတ်အင်အားပျက်စီးမှုများဖြင့်ပြိုကျပြတ်သုံးလူနီးနီးဖြစ်နေသည်ကိုအတင်းအရှားတွေ့မြင်နေရပြီဖြစ်ပါသည်အပိုင်ကပင်လုံစာချုပ်သည်မြန်မာနိုင်ငံအတွက်လွတ်လပ်ရေးကိုဖော်ဆောင်ပေးနိုင်ခဲ့ပြီး တိုင်းသားစီလုံးညီညွတ်ရေးကိုမျိုးစေ့ချပေးခဲ့ခြင်းဖြစ်သည်နှင့်အညီရင်းမျိုးစေ့ကိုရှင်သန်ကြီးထွားကတိတမင်ကောင်းငှက်တထောင်းနာခူနိုင်ရဲ့အတွက် တိုင်းသားပြည်သူအလုံး၏နာခူရာဖြင့်အင်အားစုများအလုံးကအတူတကွဆက်လက်လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်းပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအနေဖြင့်တိုက်တွန်းလျက်ဤသူဝန်လွှာအားဂုံယူလေးစားစွာပေးပို့အပ်ပါသည်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ